do you like candies? I think most of you like candies because they are sweet and they are comforting. Uh, today I am not. Candy ne, but that day, the girl who le, who you buy what you buy. But eye candy, eye candy. Uh, candy, so I got. ဒီလူတယောက်တောင်ရှင်ရာဝတ္ထုတစ်ခု အဲ့ဒါဒါဆိုလို့ရှိရင်ဒီသူတွေအတွက်စွဲဆောင်မှုရှိစေရပါတော့အဲ့လိုမျိုးအရာဒါမှမဟုတ်လူတယောက်ကိုပြောတဲ့အခါမှာ eye candy ဆိုပြီးတော့တောင်းရပါတယ်နောက်ထပ်ဒုတိယတစ်ခုပေါ့နော်အဲ့ဒါက ear candy ear candy ကကြတော့သူကသူက eye candy ဆိုလို့ရှိရင်ပေါ့နော်မျက်စိပဒါဒါဖြစ်စေရပါတော့မျက်စိပဒါဒါဖြစ်စေတယ်ဒါပေမဲ့အာ ear candy ကြတော့နားကိုပဒါဒါဖြစ်စေရပါတော့နှာဝင်ချိုးရဲ့အတန်လေးဆိုလို့ရှိရင် အဲ ear candy ဆိုပြီးတော့ပြောလို့ရပါတယ်အဲတော့ဒီမှာ example လေးနဲ့လေ့လာကြည့်အောင်